မင်းကလေးတွေနဲ့ပတ်သက်ပြီးခက်ကင်းကင်းနေတတ်တဲ့သူကသူ့အာယုံလလာထိနေလို့ဆိုပြီးကျွန်တော်တော့ထူးဆန်းနေရဒီကောင်ကြီးလို့ဖြားရတယ်ရမားဆိုတဲ့နာမည်ကပထမဆုံးကြားဘူးတော့ပဲဒီ Vibration Simplex ကိုမနက်စာစပြီးတိုင်းတစ်နေ့တစ်လုံးတောက်ရင် ပြင်းမနှုံနိုင်မှုတွေပြပြောစေတယ်စိတ်ဖိစီးမှုတွေညှော်နေစေတယ်ခွန်အားတိုးစေတယ်ကောင်းမှုစွာအိပ်တော်စေတယ်ဆိုတာစိတ်ရောကိုယ်ပါတက်ကြွလာဆန်းနိုင်ပြင်းတက်လုံကောင်းစေတယ်အဆရှိတဲ့အာနိသင်တွေရရှိမှာဖြစ်ပါတယ်တက်လိုက်တက်တက်လိုက်ပါရှင်ဘာလုပ်တာရှင်အပြုတ်မူကမင်းကလေးတယောက်ကရင်ပြပြအောင်လုပ်နေရတဲ့အတူတူပဲနော်ကျွန်တော်တောက်မှပါတယ် ဆရာရမထင်းလိုမျိုးသဘောနဲ့မဟုတ်ပါဘူးဆရာဒီဆရာမလေးနာမည်ကတက်လျာမဟုတ်ပါဘူးဆရာဒီဆရာမလေးနာမည်ကစောင်းနှင်းဖြစ်ပါဆရာငါမေးရမေးဘူးညငါမေးရသူပဲဖြစ်စောင်းနှင်းဘူးဆိုရမေးဘူးမေးဘူးအမေငါပြေးခဲ့တယ် လားအမေ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 ကန်ဒီယာကြီးကစမ်းကြေလိုက်တာဗျကျွန်တော်အမြဲတမ်းရှာနေခဲ့တဲ့လူတယောက်ကကျွန်တော်အနီးနားမှာရှိနေခဲ့ဆိုတာလုံးဝမသိခဲ့ တက်လျာရဲ့ဆန္ဒလေးပြေဝသွားတာပေါ့ညီမလေးဝမ်းသာပါတယ်ဆရာညီမလေးကိုအမြဲရှာခိုင်းနေခဲ့တာထူးဆန်းလိုက်တာဗျကျွန်တော်ပြစ်သိန်းအောင်ထားဝမ်းလဲဝမ်းသာတယ်ဝမ်းလဲဝမ်းနေတယ်ကျွန်မလည်းတကယ်ပဲဝမ်းသာပါတယ်ဒီလိုမောင်နှမမေတ္တာမျိုးကဘာမှရနိုင်ပါလဲဆရာလွမ်းနေစိတ်ကိုကျင်းစာတဲ့စိတ်တွေနဲ့မိဘမဲ့ခင်အောင်ဖွင့်လာတာပဲလူတိုင်းမိသားစုနဲ့ဝေးတဲ့ဝိဒုက္ခကိုကင်းဝေးကြပါစေကိုယ် ုကိုညမလေးရှာနေခဲ့တာကိုကိုမတွေ့ရတော့ဘူးတောင်ထင်နေတာကိုကိုကညမလေးရဲ့အကူပဲလာရဲ့ညမလေးလီယုံတော့မယုံရဲ့ဘာလို့လဲဆိုတော့ကိုကတဖြည်းဖြစ်နေလို့လေညမလေးကိုကညမလေးရဲ့အကူမအကူအရင်နေတကောမှာညမလေးရဲ့ညီမလေးရှာလို့မတွေ့မှာဆိုတော့ကိုကိုနာမည်တော့ပြောင်းထားတာမဟုတ်ဘူး။အော်ညီမလေးอ่ะညီမလေး တော့ဘာမှမလုပ်ပြောလဲတော့ဘာပဲဖြစ်ဖြစ်အခုကိုကိုညီမလေးကိုပြန်တွေ့ပြီဒီနေ့ကိုကိုရဲ့မွေးနေ့ကကိုကိုရဲ့အကောင်းဆုံးမွေးနေ့ပဲကိုကိုနှစ်တိုင်းနှစ်တိုင်းညီမလေးကိုရှာမတွေ့ခဲ့လို့ကိုကိုအရင်ဝမ်းနေခဲ့ရတာညီမလေးရဲ့ကိုကိုညီမလေးကိုတွေ့ကိုကိုညီမလေးနာမကိုတက်တယ်လို့ရှိမယ်နော်ကိုကိုတော့ဘယ်တော့မှမခွဲဘူးကိုကိုကညီမလေးကိုမထားသွားပါနဲ့နော် ထားစီရလားညီမလေးဘာကိစ္စထားအောင်လဲညီမလေးဟိုညီမလေးနဲ့မတက်တာလို့ရှိကိုကိုတို့နှစ်ယောက်အတူမောင်နှမနှစ်ယောက်တက်တယ်လို့ပြောပြောရှိနေတော့ရောက်တယ်ညီမလေးကိုညီမလေးတော့ဘောလို့လား တော့ဒါရောအဲ့တော့ဒီမှာဖြစ်ဖြစ်အော်ဒီမလီမလီမလီရောရာယူတော့ခုလိုမျိုးဝေးကွာနေတဲ့မင်္ဂပါတွေပြန်လဲဆုံးပြီးရတာမင်းရတီချက်စိတ်ကအရန်ချင်းလူလာပဲဒီမှာဒီသားစုနေဖြစ်မှုဆိုတာတက်လျာနဲ့သူ့ကိုကြည့်ပြီးတည်လာတယ် ူတိုင်းမှာပြည့်ပြည့်စုံစုဖြစ်တာရှိတယ်။ဆရာလူထူးထူးထက်မြက်တယ်။ယောက်ျားတယောက်ရဲ့ဘူးလေးမမြင်နိုင်တဲ့နောက်ကဝမ်းနည်းစရာရှိနေလို့ဆိုဒီနေ့လို့ဖြစ်ပြလို့ရမယ်အောင်ဆိုဘယ်လိုလုပ်နေလဲ။တောင်းနဲ့တရားညမှာရှင်ပါနော်ဟုတ်ပါတယ်ရှင်အစာကလေးတွေ့ဝူးကျင်နေတော့ တကုံပြောပြောနေတယ်မင်းကလေးကဘာသူများလဲလို့ဆိုပြီးမြမကိုရှင်ဒီကုံကြီးပတ်သက်ကနေလေမင်းကလေးနာမည်ကြားဖို့ဆိုတော့တော်တော်လေးကိုခတ်တော့မင်းကလေးတွေနဲ့ပတ်သက်ပြီးခက်ကင်းကင်းနေတတ်တဲ့သူကသူ့အယုံလလာထိနေလို့ဆိုပြီးကျွန်တော်တော့ထူးဆန်းနေရဒီကုံကြီးလို့ဖြောင်းရတယ်ရမားဆိုတဲ့နာမည်ကပထမဆုံးကြားဘူးတာပဲရပ်ရပ်ရပ်ဟုတ်မင်းအဲ့တော့တော်ကီကောင်းနေလို့ချင်းစာရေးစားပါလားဆရာမလုံနေဘူး ။ငါပြောတာဘာမှလို့။မှန်မှန်လည်းပြောနေရလေ။ဟောကြောင့်နဲ့ရှမောင်။ဟိုမေရီဆိုတဲ့ကောင်မလေးကိုသိလား။မေရီမေရီဆိုညီမတငယ်ချင်မအခုကဘယ်လိုလုပ်ပြီးသိရလဲ။ဟော။ဒါပဲရေစက်ဆိုတော့မေရီကကိုညီမဝမ်းခွက်လေ။ကိုနဲ့ကတူလာတော့သူ့တငယ်ချင်းရှမောင်ကတဲ့။တကွန်ရဲ့အမေရှင်ဝင်ပြေအောင်မအလုပ်လုပ်နေတယ်လို့ပြောသွားလို့လေ။ဟော။ တော်တော်တိုက်ဆိုင်လိုက်တဲ့ဇလန်းပဲအဲ့တော့တိုက်ဆိုင်လာပြီးရေဆွဲဆောင်တယ်နောက်မှပြောလိုက်တော့အခုကြော့ကြော့ကိုသွားပြီးတော့မခလေးတွေကျိုးပုံမွေးပုံသွားစီတယ်ခါလေတော့တော့ဟဲ့ဘာဘာလို့တော့အတင်းနေပါထုတ်နေရဟောတော်တော်မိတ္တရစားဟဲ့ဟဲ့ဟောတော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 ့ ီနေ့လိုနေမျိုးရောက်ဖို့မြမလေးစောင့်နေရတာဘလောက်တမ်းမှကြာနေခဲ့ပြီလေကိုကိုနဲ့တနေ့ပြန်ဆောင်ရပါစေလို့ညတိုင်းညတိုင်းဖះမှဆူတောင်းနေလို့ဖះအောင်ဆက်ကောက်တဲ့နေ့တွေရလဲမရေတွက်နိုင်အောင်ပဲနောက်ဆုံးတော့ဖះညမလေးလို့နှစ်ယောက်ရဲ့မနမရေစက်ကြောင့်ပြန်လဲစုံစည်းပေးခဲ့ပြီ ဟုတ်လားကိုကိုကလည်းညီမလေးလေရောညောင်ရှာနေခဲ့တာကညီမလေးရဲ့ညီမလေးဘူးကြီးရောညီမလေးကိုကိုနဲ့မတွေ့တဲ့ရက်တွေမှာအစင်ရောပြေခဲ့တာဘလူတွေရောဖြတ်တန်းနေတယ်ညီမလေးညီမလေးကိုဘသူတွေကအနိုင်ကျင့်နေလဲဆိုတဲ့အတွေးတွေကကိုကိုကိုကတော့အပြစ်တင်လို့မဆုံးဘူးညီမလေး ာလင်ဘယ်မှဆင်းရဲတာအားလုံးမိလိုက်ပြီကို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 နဲ့အခုလိုပြန်တွေ့ရအောင်ပဲမလေးကျင်းနေပါတယ်မလေးနော်ဘာလို့ကြုံရလဲကိုကိုပြောပြစမ်းပါဟုတ်အန်ဒီမြတ်ကိုကိုကို ဘူးလည်းမသိဘူးညီမလေးညီမလေးကိုညီမလေးမွေးစားမိပါတယ်ရွာနေခေါ်သွားပြီးကလေးကကိုကိုလည်းဖုံးဖုံးခွင့်တောင်းပြီးရွာနေတခါလဲထွက်လာတာသူ့တရင်အစားတော့ဆိုကိုကိုလည်းဘာမှမကြတော့ဘူးအဲကိုကိုအချိန်တစ်ခုရောက်တော့သူ့ပြန်တွေ့တဲ့အချိန်မှာသူ့ရဲ့ဝေကျူးလေးသူပြန်ခံရတယ်သူလည်းတေလောက်တဲ့ယောဂါတွေခံစားနေရတာမျိုးကိုကိုလည်းသူ့လှည့်မကြည့်ခဲ့တော့ရွှေရှိမှမျိုးရှိမယ်ဆိုတာမှန်လိုက်တာကိုကိုရဲ့အန်ဒီမြက်က နောက်ဆုံးချိန်ထိညီမလေးတို့မောင်နှမနှစ်ယောက်ကိုကောင်းကောင်းအတုံးချသွားတာပဲညီမလေးအရင်မြတ်ကဆွေမျိုးတော်တဲ့နဲ့သူမဟုတ်ဘူးညီမလေးကိုကိုမမျိုးပေးခဲ့တဲ့ကတိတော့ကိုကိုမတည်နိုင်ရဲ့ညီမလေးကိုကိုတောင်းပန်ပါလေကိုကိုကိုအတုံးမကြောက်လို့ညီမလေးနဲ့ကိုအတုံးမကြောက်လို့ညီမလေးနဲ့ကွဲခဲ့ရတာ ကူကြောင့်မဟုတ်ပါဘူးအတော်ရင်ခောက်ခောက်ဖြစ်ပြီးတော့လူစိတ်မရှိတဲ့အန်တီမြတ်ကြောင့်ညီမလေးတို့မောင်နှမနှစ်ယောက်လုံးရှင်ကွဲကွဲခဲ့ရတာအော်ကို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 ကဟောဘယ်လိုဖြစ်ပြီးချမ်းသာလာရလဲကိုကိုကညီမလေးကိုလိုက်ရှာရင်းနဲ့ငတ်တက်လက်ပြတ်တက်လက်နဲ့တော့တော်တော်ဒုက္ခရောက်ခဲ့တာပါညီမလေးကဒါပေမဲ့ကိုကိုကံကောင်းတယ်လို့ပြောအောင်ပါအရန်ကိုစိတ်ကောင်းရှိပြီးတော့ အရောက်စေတနာကောင်းတဲ့ကိုကိုမွေးစားတဲ့မွေးစားအဖေဒီလိဆက်ပိုင်းလည်းကိုကိုတွေ့ခဲ့ရတယ်ညာယူတမဲဟေးကောင်ဟေ့ကောင်ဟိုမှာတခုဝိုက်ဖိုင်ကတော့ကျောင်းသားလေးဟေ့ကောင်ဟေ့ကောင်ဟေ့ကောင်ကျွန်တော်တော့ဟေ့ကောင်အေးတော်သူလေးလူရောမမယူတက်မဲတက်မဲဟေ့ကောင်ဘာဖြစ်လို့အဲ့တော့ဒေါသကြီးရတာလဲကွာကျွန်တော်ညီမလေးကိုအေးတော်ကြီးရောက်တဲ့ကျွန်တော်လုံးဝမကျင်တတ်ဘူး ကျွန်တော်တို့တတ်မှတ်ခြင်းနဲ့ပဲအာသူတို့ဆိုတာကိုမလုပ်ခြင်းနဲ့သူ့ဟာသူသွားမှာပဲအဲ့ဒီမှာရတက်လို့အဲ့သူ့အကူဆိုတာလူလေးအကူတို့ဖြစ်သွားမှာဗော